ဆယ်ဒေါ်လာပြည့်ုံနဲ့တန်းထုတ်လို့မရဘူးပေါ့နော် TikTok ကတစ်လောက်တစ်ခါပဲထုတ်လို့ရတယ်အဲ TikTok မှာဂိမ်းဗီဒီယိုတင်ပြီးတော့ရလာတဲ့ပတ်စံတွေကိုဘယ်လိုထုတ်ရမလဲပေါ့နော်အဲ့မိတ်ဆွေမိုဘိုင်းလေးကျန်နေဖြစ်ဖြစ်ဒီအဂိမ်းအင်စန်တီဗ်ပရိုဂရမ်နေဖြစ်ဖြစ်ပေါ့နော်တရားရတဲ့ပတ်စံတွေထုတ်ဖို့အတွက်ဆိုရင်မိတ်ဆွေတို့မှာနိုင်ငံခြားဘဏ်အကောင့်ဒါမှမဟုတ်ဆိုပေးပယ်ရှိဖို့လိုအပ်တယ်ပေါ့နော်ခုနောက်ပိုင်းမှာဆိုရင် money grand လည်းထုတ်လို့ရတယ်လို့ပြောတယ်ပေါ့နော်ညမာအကောင့်နေဆိုရင် money grand နေပြီးတော့ထုတ်လို့ရတယ်လို့ပြောတယ်ဒါပေမဲ့ exchange rate ကဘယ်လို rate နဲ့ပေးရလဲကျွန်တော်တိကျမသိဘူးပေါ့နော် โอเคအဲ့တော့မိတ်ဆွေတို့ money grant ထုတ်ပြီးတော့တိတ်ပြီးတော့ကျွန်တော်ပေးပြီးပေါ့နော်အဲ့တော့မိတ်ဆွေတို့ပေးပေးတောင်းလို့ဆိုရင်ချန်ငွေတို့ဆောက်ပေးပေးတဲ့သူတွေစီမှာချိန်ဆက်ပြီးတော့ထုတ်ဖို့ကျွန်တော်ကြံပြုတယ်ပေါ့နော်โอเคထုတ်ဖို့လည်းဆိုရင်မိတ်ဆွေတို့မှာ10ဒေါ်လာပေါ့10ဒေါ်လာပြည့်အောင်လည်းတန်းထုတ်လို့မရဘူးပေါ့နော် TikTok ကတစ်လောက်တစ်ခါပဲထုတ်လို့ရတယ်အဲ့တော့မိတ်ဆွေဥပမာဆိုဆိုဒီက9လပိုင်းထဲမှာမိတ်ဆွေတို့ကပတ်သက်ဘယ်လောက်ရရပေါ့နော်အနည်းဆုံး10ဒေါ်လာထက်ရတဲ့ပတ်သက်တွေကိုနောက်လ15ရက်နေမှာပေါ့နော်အဲ့မိတ်ဆွေတို့ဒီလာထဲမှာဘန်ကောက်ချိန်ထားမယ်ဆိုရင်နောက်လပေါ့နော်နောက်ထပ်ဂျော်လာ 15ရက်နေ့မှာကျွန်တော်ဘန်ကောင်တွေကိုထည့်ပေးမှာပေါ့နော်ထည့်ပေးပေးဟုဆိုရင်မိစိုဒီလမကုန်ခင်မှာကိုကဘန်ကောင်ချိန်တာပို့လွှဲတယ်အဲ့တော့ဘယ်လိုချိန်ရမလဲဆိုတာဘန်ကောင်ချိန်နည်းကိုလည်းကျွန်တော်ဗီဒီယိုတက်တက်သိမ်းမိထားတယ်ပေါ့နော်တစ်တော့မှာဆိုကျွန်တော်ပင်ပို့စ်လောက်ထားလိုက်မယ်မိစိုသွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ Facebook နဲ့ YouTube မှာဆိုတော့ကျွန်တော်အောက်မှာ comment မှာ link ချပေးထားမယ်ပေါ့နော်အဲမိစိုတို့မှာ10ဒေါ်လာပြည့်ပြီဆိုရင်ကျွန်တော်ဘန်ကောင်ချိန်လိုက်ပေါ့နော်ချိန်ပြီးတော့နောက်လာ15ရက်နေ့ဆိုကိုယ့်ရဲ့ကောင်တွေကိုထည့်ပေးရပါပေါ့နော်ကျွန်တော်ဗီဒီယိုလေးနဲ့တစ်ချက်ပြပေးရုံပဲပေါ့နော် โอเคတော့ကျွန်တော် gaming incentive program နဲ့တစ်ချက်ပြပေးမယ်ပေါ့เนาะအဲ့တော့ Japan TikTok account creator reward program ဆိုလဲ Tony Dewey ပေါ့เนาะသူက TikTok ရဲ့ pay payout system အိုက်တိုင်းပဲပေါ့เนาะဒါတော့တစ်ခါပဲထုတ်ပြီးလို့ရတယ်โอเคတော့ TikTok Studio ကိုတော့ပြပေးမယ်အဲ့ TikTok Studio ကိုသွားကြမလို့ပေါ့เนาะအဓိကတော့ဒီ balance balance account နဲ့ကိုတစ်ချက်သွားလိုက်ပေါ့เนาะအဲ့တော့ balance account နဲ့မှာပြီးတော့ပြီဆိုရင်တော့ကျွန်တော် view ကနေတစ်ချက်သွားလိုက်ပေါ့เนาะဒီမှာ monthly earning ပေါ့เนาะ ီမှာတော့ကြည့်ပါเนาะဒီမှာ maximum minimum payout 10ဒေါ်လာပေါ့เนาะအဲ့တော့ဒီ out claim မှာ academy payout ဆိုရဲအောင်နားလေးမှာပေါ်လာမှာပေါ့เนาะ maximum ခုဒီလာတဲ့ဆိုကျွန်တော်ပစ္စတ်ကရပြီးသွားပြီပေါ့เนาะအရင်လာပစ္စတ်တွေဒီလာတဲ့မှာကျွန်တော်70ဒေါ်လာရပြီးသွားပြီဒါကြောင့်မို့ဒီ out claim မှာတစ်ပြားမှန်ပေါ်တော့ဘူးပေါ့เนาะ maximum ခုဒီလာကုန်ပြီသွားပြီဆိုရင် နောက်လာပေါ့เนาะနောက်လာဂျွန်လာရောက်တဲ့ခါမှာဆိုရင်ဒီလာရတဲ့ပစ္စတ်တွေဒီနေ့မှလာပြပေးလဲမယ်ပေါ့เนาะ academy payout ဆိုရဲအောင်နားလေးမှာလာပြပေးမယ်အဲ့လိုလာပြတဲ့ဟာကျော်7ဒေါ်လာအနည်းဆုံး7ဒေါ်လာရှိမယ်ဆိုရင်ကျွန်တော် ီမှာချိန်ထားတဲ့ bank account လေးကိုကျွန်တော်ထည့်ပေးမှာပေါ့နော် bank account ချိန်နည်းကျွန်တော်ပြထားတယ်ပေါ့နော်အဲ့မှာချိန်ထားတဲ့ bank account လေးကိုလာပြပေးမှာပေါ့နော် okay အဲ့တော့ဒီနေ့လည်းနဲ့မိတ်ဆွေတို့ပတ်သက်ထုတ်လို့ရပါတယ်တလောက်တစ်ခါပဲထုတ်လို့ရမယ်ပေါ့နော် creator reward program ဆိုလည်းအတူတူပဲပေါ့နော်မိတ်ဆွေဘယ်မှာရထားတဲ့ပတ်သက်ဖြစ်စေဒီနေ့မှလာပြပေးမှာပေါ့နော်ကျွန်တော်ဒီမှာဆိုရင် gaming incentive program ပေါ့နော်ဒါကြားလိုက်ဒီပတ်သက်ဆိုလည်းဒီဒီထက်မှအကုန်လုံးပြပေးရပေါ့နော်အဲဒီဒီထက်မှပြတဲ့ပတ်သက်တွေအကုန်လုံးပေါင်းပြီးတော့ဒီထက်မှဆိုရင် gaming incentive program နေပါမယ် ော့မိတ်ဆွေ TikTok like ကနေအားဆိုလဲပါမယ်ဗောနော်ဒါတွေအကုန်လုံးပေါင်းလို့10ဒေါ်လာပြည့်ပြီဆိုရင်မိတ်ဆွေတို့ bank account တွေကိုသွားထည့်ပေးပါဗောနော် okay ဒါလေးမျိုးအကြည့်ဖြစ်ပါတယ်အားလုံးကျေးဇူးတူတူပါခင်ဗျာ